မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိမုံရွာမြို့အထိရခိုင်တပ်တော် AA ရောက်ရှိလာပြီဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီရှိရာမုံရွာမြို့အထိရခိုင်တပ်တော် Arakan Army AA တပ်ဖွဲ့အင်အားများရောက်ရှိလာပြီးစစ်ကောင်စီဘက်အတွက်အရေးကြီးဆုံးစစ်ရေးနှင့်မဟာဗျူဟာကျသောဧရိယာတစ်ခုအဖြစ်ကြောင်းလင်းလာနေကြောင်းတရင်အရသိရပါတယ် တရင်အရာအေအေတပ်ဖွဲ့များသည်မကွေးတိုင်းနှင့်စကိုင်းတိုင်းတို့တဖြည်းဖြည်းတိုးချဲ့ဝင်ရောက်လာပြီးမနိညာနောက်ပိုင်းတွင်မုံရွာမျိုးအနီးအနားတွင်စစ်တပ်စခန်းများနှင့်တိုက်ပွဲဖြစ်ပွားသည်ဟုသိရပါသည်။မုံရွာမျိုးသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်နေရဖြစ်ပြီးမြမစစ်အာဏာရှင်စနစ်အတွက်အဓိကထောက်ခံစစ်ဗဟိုဌာနဖြစ်သောကြောင့်ရင်းနေရာသို့အေအေတပ်ဖွဲ့များဝင်ရောက်လာခြင်းသည်စစ်ကောင်စီဘက်အတွက်အပြင်းအထန်သတိပေးချက်တစ်ခုဖြစ်နေပါသည်။ဒေသခံများအစိုးရမုံရွာမြို့အနီးတွင်မနှင်းညအထိဖုံးတံများနှင့်အလက်နက်ကြီးပစ်တံများကြားနေရကြောင်းပြောကြားပါရယ် မုံရမြို့အတွင်းရှိစစ်တပ်တပ်ရင်းများတပ်မတော်လေးတပ်ရင်းများနှင့်စစ်စေးရေးစခန်းများမှတပ်သားများအားအရေးပေါ်ခိုးလုံစခန်းသို့ပြောင်းရွှေ့နေကြပြီဟုဆိုပါရယ်ရခိုင်တပ်တော်အဖွဲ့ထဲမှတပ်ဦးကမိနစ်ပိုင်းမိဖက်ဆက်အနေနဲ့မှပြောဆိုရာတွင်ကျွန်တော်တို့အဖွဲ့ကရခိုင်ပြည်နယ်နေနမိတ်တွေကနေတဖြည်းဖြည်းမြန်မာစစ်တပ်အင်အားကိုဖိနှိပ်လာနေပါရယ်မုံရတောင်ပိုင်းနဲ့မြို့အနီးအနားတွေမှာစစ်တပ်တွေအတော်နဲ့သွားပြီးတိုက်ပွဲတွေမှာလည်းသူတို့အပြင်းထန်ဆုံးခံစားနေရပါတယ်ဟုပြောကြားခဲ့ပါရယ် နောက်ပိုင်းသတင်းအရမုံရွာမြို့အနီးရှိရက်ွက်အချို့တွင်နေထိုင်သူများကိုစစ်တပ်ဘက်ကအရေးပေါ်ရွှေ့ပြောင်းစေပြီးမြို့အတွင်းတွင်စစ်စင်ရေးအခြေအနေထူထောင်နေကြပါတယ်။လေတပ်ကလည်းမနက်ပိုင်းကစစ်စင်ရေးလေရင်အနည်းဆုံး၂ဆင်းဖြင့်ပြန်တန်းအုပ်ချုပ်နေကြောင်းသတင်းရရှိပါတယ်။ AAE စီရေးအောင်မြင်မှုများသည့်တခြားတိုက်ပွဲဌာနများဖြစ်သည့်ဇက်ကိုင်းမကွေးနှင့်အယောဝတီဒေသများတွင်လည်းအပြန်အလှန်တက်ရောက်မှုရှိလာနိုင်ကြောင်းသတိပေးထားကြပါတယ်။သတင်းတချို့တွင်လည်း AA တပ်ဖွဲ့များသည့်မုံရွာမြို့၏အနောက်ဘက်မူဆယ်သို့ဆက်သွယ်သည့်လမ်းများတွင်တက်ဆွဲနေပြီး လာမယ့်ရက်များအတွင်းစီးရဲအခြေအနေပုံမပြင်းထန်လာနိုင်ကြောင်းတွေးခေါ်နေကြပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီနီယာမှတဆင့်ရခိုင်တပ်တော်ဤစီးရဲတိုးတက်မှုသည်မြန်မာစစ်တပ်၏အဓိကထောက်ခံစနစ်ကိုချိုးဖောက်နိုင်မယ့်အရေးကြီးစစ်စင်ရေးအဆင့်တစ်ခုအဖြစ်သုံးသပ်ရမည်ဖြစ်ပါတယ်။ဆက်လက်ပြီးနိုင်ငံတိုက်ပွဲဘုံသွားကျဲသည့်စစ်တိုက်လေရင်ပျောက်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံအနီးမှာတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီးအရေးပေါ်စစ်ကူသွားသည့်စစ်တပ်လျင်တစင်းပျောက်ဆုံးသွားကြောင်းတပ်တွင်းနှိဆက်သူတွေထံမှသတင်းသိရပါသည် ။မဲရီကန်တိုက်ပွဲဟာရခိုင်တပ်တော် AA နဲ့အကြံဖက်စစ်ကောင်စီတို့ကြားတပတ်ကျော်ကြာတဲ့အထိတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပြီးနှစ်ဖက်အထိကိုက်ကြဆုံမှုတွေရှိနေပါတယ်။ထို့သောတိုက်ပွဲပြင်းထန်နေချိန်စစ်တပ်ကမှထိခိုက်သေးဆုံးမှုများပြားလာပြီးဒီပြည်တော်မှစစ်ကူအရေးပေါ်စစ်တိုက်လျင်တစဉ်ဆီလုခဲ့တာဖြစ်ပါတယ်။ထို့သောစစ်ကူသွားသည့်စစ်တိုက်လျင်ဟာတိုက်ပွဲဖြစ်တဲ့နေရာကိုမရောက်ဘဲပျောက်ဆုံးနေကြောင်းသိရပါတယ်။အဆက်အသွယ်လုံးဝပြတ်တောက်သွားပြီးလေရင်မှုကိုစစ်တပ်ကတေဆုံးခဲ့သည်ဟုထင်မှတ်နေတော်လဲတိကျတိကျသည့်အတီးပြုတ်ချက်ကိုမရရှိသေးကြောင်းသိရပါတယ်။ မေခင်တိုက်ပွဲတွင်အကြီးမားဆုံးအခက်အခဲတစ်ခုကစစ်တပ်ဘက်မှလေကြောင်းထောက်ခံတပ်ဖွဲ့များ၏အကြိမ်များစွာလေကြောင်းဝင်တိုက်မှုဖြစ်ပြီးဒေသခံများအပါအဝင်အာဏာပိုင်အတွင်းမှပါစိုးရိမ်ပူပန်မှုများထိုးပွားလာခဲ့ပါသည်။လေရင်ပြောက်ဆုံးပြီးနောက်အစိုးရတပ်ဘက်မှလုံခြုံရေးတင်းကျပ်စွာစီမံချုပ်ကိုင်နေတော့လေတိုက်ပွဲဒေသတွင်မှအဖွဲ့အစည်းတချို့ကလေရင်မှုကိုအသက်အန္တရာယ်မရှိသေးဘဲဖက်ပြေးနိုင်ခဲ့တဲ့ဟူသောသတင်းလည်းထွက်ပေါ်နေပါသည်။ဆက်လက်ပြီးတရချောင်းရွာအနီးရွာမီရှို့လာတဲ့စစ်တပ်ကို PDF တွေတိုက်ခိုင်းစစ်သား15ဦးသေစစ်တုံးပန်း12ဦးဖမ်းပြီး လက်နက်မျိုးစုံ16လက်နဲ့ခရဲန်တွေတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘကိုးတိုင်းလက်ပတန်းမျိုးနဲ့တရက်ချောင်းကျွာဘက်ကိုမီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာ15ဦးထပ်မံတေဆုံးကစစ်တုံးပန်းအဖြစ်12ဦးကိုဖမ်းဆီးရရှိတယ်လို့ NUG ကောက်ွယ်ရေးဝန်ကြီးဌာနနဲ့အမနစ်စစ်စင်ရေးနှင်မြေကဒီကနေ့ထုတ်ပြန်ပါတယ်။လက်နက်အစုံ16လံခရရန်တွင်တဲ့စစ်တုံးပစ္စည်းများစွာကိုလည်းတင်စီနိုင်ခဲ့တယ်လို့အတည်ပြုပါတယ် စစ်ကောင်စီစစ်တောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုနဲ့အမှတ်3800နှစ်တက်ရင်အမှတ်3803တက်ရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့တွေကအော်တိုဘာလ28ရက်မနက်9နာရီမှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းကာကွယ်ရေးရဲဘော်များအထူးကိမရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။စာခရရဲ့ထိနာသွားတော့လဘဒန်နဲ့ဘကိုးအနောက်ချမ်းတွေလေချောင်းအထုကယူစိုက်ဖို့လိုတယ်လို့ဒေသခံစီရေးသတင်းရှင်မြက်ကပြောပါတယ် လက်ပတန်းမျိုးနဲ့တိုက်ပွဲဖြစ်ပွားတဲ့တရက်ချောင်းကျေးရွာဟာ6မိုင်ကျော်ပဲကွာဝေးတာဖြစ်ပါတယ်။အော်တိုဘာလတရက်ကလည်းလက်ပတန်းမျိုးနဲ့မော်အင်းအုပ်စုတန်းပြိုကြီးကျေးရွာမှာစစ်မှုရန်ကြီးကောက်ပြီးထွက်ခွာလာတဲ့အင်းအား20ကျော်ပါစစ်သားနဲ့ရဲတွေကိုတိုက်ခိုက်မှုမှာစေအုပ်စုဘက်က2ဦးသေပြီးတနက်နက်လက်နဲ့ခရင်အချို့ရရှိခဲ့ပါတယ်။ဆလဘီအမေရိကန်တပ်များရခိုင်တို့ဝင်ရောက်လာခြင်းကြောင့်စစ်အုပ်စုတုံ့နှုတ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 2025ခုနှစ်အောက်တိုဘာလ၏ပထမအပတ်တွင်မှစတင်ကမြန်မာနိုင်ငံအနောက်ဘက်ရောက်ရှိသည့်ရခိုင်ပြည်နယ်အနီးတွင်အမေရိကန်တပ်မတော်အင်အားများတက်ချထားကြောင်းသတင်းများပေါ်ပေါက်လာသည့်နှင့်အတူနေပြည်တော်ရှိစစ်အုပ်စုအတွင်တွင်အကြမ်းဖက်အနေထားများတင်းမာလာနေကြောင်းသတင်းရရှိပါရသည်။သတင်းအရအမေရိကန်တပ်မတော်တင်းမော့အချို့နှင့်လေယာဉ်တစ်စီးခန့်ကိုရခိုင်အနီးပင်လယ်ပြင်၌တွေ့မြင်ရပြီးလူဖွဲ့စည်းကယ်ဆယ်ရေးအထောက်ပံ့လုပ်ငန်းများအနေနဲ့ဝင်ရောက်လာသည်ဟုအမေရိကန်အစိုးရကကြေညာခဲ့တော်လဲစစ်အုပ်စုဘက်မှထိုအကြောင်းအရာကိုအပြင်းထန်ဆိုရင်နေကြပါရသည်။ ။နေပြည်တော်ရှိစိယုတ်စုခေါင်းဆောင်အစင်များတီတရင်ထွက်လာပြီးနောက်အမေရိကန်တပ်များ၏လှုပ်ရှားမှုကိုအနီးကပ်စွာစောင့်ကြည့်ဖို့အမိန့်ထုတ်ခဲ့ပြီးရခိုင်တပ်မတော်နှင့်ပူးပေါင်းကနေဆက်ကံယူတပ်များတွင်လုံခြုံရေးတိုးချဲ့ခြင်းပြုလုပ်နေကြောင်းအတွင်းအချက်လက်များမှသိရပါသည်။အမေရိကန်ဘက်မှသတင်းထုတ်ပြန်ချက်တွင်တည်ယူပို့ဆောင်ရေးကဲဆယ်ရေးနှင့်လူခွင့်ရေးကဲထုတ်ရေးအတွက်သာဖြစ်ကြောင်းအကြောင်းပြတော်လဲနိုင်ငံရေးသုံးသပ်ပညာရှင်များကအမေရိကန်၏အထူးကယူရချက်မှာမြန်မာအနောက်ဘက်ဒေသတွင်စစ်ရေးတုံ့ပြန်မှုတစ်ခုပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်းဆိုကြပါသည် စီအိုစုဘက်ကထုတ်ပြန်ချက်မရှိသေးပေမယ့်အတွင်းရေးအဖွဲ့အနေနဲ့အရေးပေါ်အစည်းအဝေးများခေါ်ဆိုထားပြီးနိုင်ငံခြားတက်များခွင့်လာမှုကိုနိုင်ငံတကာအပေါ်ပြောကြားရန်ပြင်ဆင်နေကြောင်းထုတ်ဖော်ပြောသောအတွင်းသတင်းတစ်စုံလည်းရှိနေပါသည်ရှခိုင်ပြည်နယ်အနီးတွင်နောက်ဆုံးသတင်းအရအမေရိကန်တပ်မတော်တင်မော်၃ဆင်၊လေယာဉ်၂ဆင်နှင့်ဖြစ်စည်းတင်ရဲအနေငယ်ကိုတွေ့မြင်ရသောကြောင့်ဒေသခံများကလည်းစိုးရိမ်မှုအနေငယ်ရှိလာကြပါသည်။သို့သောတချို့ဒေသခံများကတော့နိုင်ငံတကာကရောက်လာတာကောင်းနေဒေသအတွင်း၃နှစ်ကြာနှီးပါဖြစ်နေတဲ့စစ်ပွဲအဆုံးသတ်ဖို့အကူအညီဖြစ်နိုင်တယ်ဟုပြောကြားပါသည်။ ။နေပြည်တော်ဘက်ကအစိုးရတပ်များတရင်အချက်အလက်ဌာနကတော့စေုပ်စုကောင်းဆောင်များကိုနိုင်ငံခြားတရင်အဖွဲ့များနှင့်မေးမြန်းမှုမပြုလုပ်ရန်သတိပေးထားပြီးအချို့စစ်ဌာနများတွင်လည်းအမေရိကန်တပ်များဝင်လာခြင်းကိုတိုက်နေရေးတစိမ့်တပိုင်းအဖြစ်အသုံးချနိုင်မည်ဆိုတဲ့မသက်သာသည့်တရင်များလည်းပေါ်ပေါက်လာနေပါတယ်။နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့တော့မြန်မာအတွင်းလက်ရှိအခြေအနေကိုသတိထားစောင့်ကြည့်နေပြီးအမေရိကန်တပ်ဝင်လာမှုဟာစေအုပ်စုအပေါ်ဖိအားတိုးလာစေမဲ့လှုပ်ရှားမှုတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ကြပါရစေ။ အမေရိကန်တရားကြီးလှုပ်ရှားမှုသည်အစောပိုင်းတွင်မတော်တဆဖြစ်နိုင်သော်လည်းနောက်ပိုင်းတွင်အပြေးအဝဆေးရုံတုံ့ပြန်မှုအဖြစ်ပြောင်းလဲနိုင်ခြင်းရှိနေသဖြင့်နေပြည်တော်ဖက်စစ်အုပ်စုအနေနဲ့စိုးရိမ်မှုများတဖြည်းဖြည်းတက်လာနေပြီဖြစ်ပါတယ်။ရခိုင်အနီးရှိအမေရိကန်တရားကြီးလှုပ်ရှားမှုသည်လက်ရှိအချိန်ထိတရားဝင်အတည်ပြုချက်မရှိသေးသော်လည်းစေအုပ်စုအတွက်အကြီးအကျယ်ဖိအားတစ်ခုဖြစ်လာနေပြီးနိုင်ငံတကာအာဏာစိုက်မှုတက်လာတဲ့အခါမှာစေအုပ်စုအတွင်တုံ့လုံးမှုများပုံမှန်မြင့်တက်လာနေကြောင်းသတင်းများအရသိရပါတယ်။ ဆက်လက်ပြီးမလေးရှားတွင်ကျင်းပသည့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး PC 2026ခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌတာဝန်ဖိလစ်ပိုင်ထံလွှဲပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့နိုင်အောက်တိုဘာ26ရက်မှ28ရက်နေ့အထိကျင်းပခဲ့သော58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ရာလမ်2026ခုနှစ်အတွက်အလစ်ကျဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်နိုင်ငံထံလွှဲပြောင်းပေးရလိုက်ကြောင်းသိရပါသည် ယခု48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၏မိဂုံးချုပ်အခမ်းအနားတွင်အာဆီယံအတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟိုအွန်ကမလေးရှားနိုင်ငံမှဖိလစ်ပိုင်နိုင်ငံသို့အာဆီယံဥက္ကဋ္ဌတာဝန်ထွက်ပြောင်းပေးအပ်ခြင်းအခမ်းအနားတွင်တက်တည်အဖြစ်ပြုလုပ်ခဲ့ပါသည်။ဖိလစ်ပိုင်နိုင်ငံသည်2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့တွင်၎င်း၏အာဆီယံဥက္ကဋ္ဌတာဝန်ကိုစတင်ထမ်းဆောင်ပြီးဖြစ်ပါသည်။ဖိလစ်ပိုင်သည်ကျွန်ုပ်တို့၏အနာဂတ်ကိုအတူတကွဦးဆောင်သွားခြင်း Navigating Our Future Together ဆိုသည့်စာဖော်အောက်တွင်အစည်းအဝေးများကိုဥဆောင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။စမိုင်းတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။